okay อ่า good evening มาครับเนี่ยโอเคကျွန်တော်တို့ဒီနေ့က16ရက်3လ2025อ่าสิงคโปร์เฉิง7นาทีเนี่ย4มินิညနေပိုင်းဖြစ်ပါတယ်โอเคကျွန်တော်တို့ဒီတပတ်ကကျွန်တော် news day ထဲမှာအရေးကြီးတဲ့ news တစ်ခုရှိပါတယ်โอเคအားလုံးတော့တီကြ trader forest trader တော့များများတော့တီလောက်ပြီးထင်ပါတယ်โอเคบาเล่ဆိုတော့ကျွန်တော်ဒီနေ့ညဗောနော်အာ tomorrow morning မနေ့ပြန်မနေ့အာဆော့ဆော့မှာကျွန်တော်တို့ဒီ Federal Reserve Rate ကို အာသူတို့ announce လုပ်ပါလိမ့်မယ်။ Okay ကျွန်တော်တို့အမနေ့နှစ်နာရီပေါ့နော်မနေ့နှစ်နာရီဆိုတော့ကျွန်တော်တို့အမ်ကျွန်တော်မြန်မာပြည်ချိန်ဆိုရင်ည7နာရီခွဲပေါ့နော်အဲ့ကြရင်သူတို့အာ news ရှိပါတယ်။ Okay ဒီကောင်တွေကတခုထူးကြတာဘာလို့ထူးကြလဲဆိုတော့သူတို့ကဒီကျွန်တော်တို့လွန်ခဲ့တဲ့2024ပေါ့နော်အမှသူတို့က rate ကို rate ကိုသူတို့က အာ rate ကိုသူတို့တင်တယ်ပြီးတော့2000 form မှာသူတို့ rate ကိုဟိုပါဘောနော်ဟို cut လုပ်လာတာဘောနော် rate ကို cut လုပ်လာတာအခုဒီတစ်ခေါက်မှာတော့သူတို့ခဏ hold လုပ်မယ်လို့ဟိုသူတို့ခေါ်မှာဟိုမြင်တာဘောနော် hold လုပ်မယ်လို့သူတို့မြင်တယ် အဲ့ဒီတော့အဲ့ဒီတော့ rate ကိုသူတို့ hold လုပ်မယ်လို့မြင်တယ်ပထမသူတို့ပထမကသူတို့ rate ကိုများပြန်ပြီး raise လုပ်မယ်လို့များတောင်းထင်ကြတာဘာဖြစ်လို့လဲဆိုတော့ um ဟို information အရာပြောကြည့်ဆိုရင်ဟိုဘော inflation က inflation ဆိုတာ CPI เนาะ CPI data အရင်တက်လာတယ်လို့တက်လာလိမ့်မယ်လို့ထင်ကြတဲ့အတွက်ဒါပေမဲ့ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်က ဒါကျွန်တော်ပြီးခဲ့တဲ့ဘက်ချက်သွားလိုက်မယ်ပြီးခဲ့တဲ့ဘက်ကကျွန်တော် CPI data နဲ့ PPI data ထွက်လိုက်တယ်အမ်ဒီ data တွေအရဆိုတော့ဒီမှာဆိုကျွန်တော်ဒီမှာเนาะဒီကောင်ဆို CPI အာဒီကောင်ဆို PPI alright ဒီကောင်နေ data အရဆိုရင်ဒီကောင်နေ inflation CPI PPI ဆိုတော့ဘာလဲဆိုတော့ဒီကောင် inflation ကိုတိုင်တာဖြစ်ပါတယ်အဲ CPI နဲ့ PPI အရဆိုရင်ဒီကောင်နေ inflation ကတိတ်အရင်အမ်မဆိုးဘူးလို့တို့ဟာ data ကိုဖော်ပြနေတယ် အဲ့ဒီကြောင့်အာသူတို့က rate ကို rate ကိုလုံးဝဟို hold rate ကိုလုံးဝဟိုတင်ဖို့လုံးဝစကူမရှိတော့ဘူးခလုံးလုံးမလုံးရင် hold ဆိုရဲဇလောင်းရောက်သွားတယ်အဲ့ဒီ data နှစ်ခုကြောင့်ကျွန်တော်တို့ဒီနေ့ညမှာဒီနေ့ညမှာသူတို့ကများသောအားဖြင့်ဘာလုပ်မလဲဆိုတော့ဒီ rate ကိုဒီဒီအခုရဲ့ US interest rate ကဒီ4.25နဲ့4.55ကြားထဲမှာရှိတယ်အဲ့တော့ဒီ rate ကို hold လုပ်ဖို့သူတို့ကဟိုဘောနော်ဒီကျွန်တော်တို့ဒီ Fed Fed Rush 2ကနေပြီးတော့အာထိကြီးပေးထားတယ် ကျွန်တော်တိတိထားတရားဆိုရင်ကျွန်တော်ဒီအရင်တော့ဆိုကျွန်တော်ဒီကျွန်တော်အရင်စ trade တော့ဆို Federal Chairman က Ben Ben Bernanke လို့ခေါ်ပါတယ် Okay Ben Bernanke ပြီးတော့ Ben Bernanke ပြီးတော့ Janet Yellen right Janet Yellen ဆိုတာအမျိုးသမီးပေါ့နော် Janet Yellen ဆိုတာရှိတယ်အခုဒါ Jerome Powell ပေါ့နော်ဒါ၃ယောက်မြောက်ကျွန်တော်ကျွန်တော် trade တန်းတလျှောက်လုံးမှာသူတို့၃ယောက်နဲ့ကျွန်တော်ဟိုသူတို့၃ယောက်ရဲ့ဟိုပါပေါ့နော် policy ကိုကျွန်တော်ကြုံမှုပါတယ်အဲ့တော့ဒီ power ကအခုဒါ latest ပေါ့နော်ကျွန်တော်ထင်တာသူမရှိဘူးဆိုတော့အနည်းဆုံးဟာလောက်ရှိလာပြီ အာ၈နှစ်လောက်9နှစ်6နှစ်တူရှိနေကြလောက်ရှိလာပြီထင်တယ်အဲ့ပိုဝဲဆိုရင်အာသူ့ရဲ့ဟိုပါပေါ့သူ့ရဲ့အာအ influence ပဲပြောရမှာပေါ့နော်။ तू ကများသောအားဖြင့်ကတော့ဒီ Fairwatch 2နဲ့ကတထက်တဲကြလေးရှိတယ်။အကယ်၍ Fairwatch 2က rate hold လုပ်မယ်ဆိုရင်အာပိုဝက်ကလည်း rate hold ဆိုတော့လုံးတိုင်ပဲ။တကယ်လို့ Fairwatch 2က percentage ကတကယ်လို့ rate ကမှ percentage ကြီးအများကြီးနေလေပိုဝက်က rate ခါလောက်တာပဲ။အဲ့တော့ဟိုဒီ Fairwatch 2က ဟိုဝဲနဲ့အတူတူပဲလို့တောင်ပြောလို့ရတယ်။ Okay အဲ့တော့ဒီနေ့ညကို rate cut မလား rate hold လုပ်မလားဆိုရင်တခြားဝေးဝေးတောင်ကြည့်စရာမလိုဒီ February 2လာလာကြည့်လိုက်။90%လောက်ကတော့ကျွန်တော်ထင်တာမှန်မယ်လို့ကျွန်တော်ပြောလို့ရတယ်။ဘာလို့ကျွန်တော်တစ်ခါမှဒီကောင်းနေမပြောင်းဟို different မဖြစ်ဘူး။အဲ့တော့ဒီညကိုကျွန်တော်ညီကုန်းချောရမယ်ဆိုရင်ဒီညကျွန်တော် information အရာဆိုရင်ဒီကောင်းက um ဒီကောင်းက rate ကို hold လုပ်မယ်လို့ကျွန်တော်မြင်တယ်။ Okay rate hold လုပ်တယ်ဆိုတာက um ဟိုဟိုဟာပါတော့ကျွန်တော်နည်းနည်းဒီ market အရာဖြင့်ပြောမယ်ဆိုရင် um market အရာပြောမယ်ဆိုရင်နည်းနည်းလေး inflationary ကိုစောင်းတယ် okay inflationary rate cut rate cut rate cut လောက်တာ inflationary ကိုစောင်းတယ် okay okay rate high လောက်တာ deflationary ကိုစောင်းတယ် okay အဲ့တော့အခုလောလောဆယ် rate ho ကြတော့50 50လို့လည်းပြောလို့ရတယ်ဒါပေမဲ့ဟိုဟိုဟာပေါ့ deflationary တော့မစောင်းတော့တော့အသေးကြတယ်ဘာလို့လဲဒီကောင် rate rate high မှမဟုတ်တာเนาะအဲ့ဒီကြောင့် အာကျွန်တော်ကဘာကိုမြင်လဲဆိုဥပမာပြင်เนาะကျွန်တော်ဒီ inflationary ဆိုရွှေတို့ငွေတို့မျိုးပြန်ပေါ်များတက်မလားလို့ကျွန်တော်အာကျွန်တော်ထင်မိတယ်โอเคအာပြီးတော့ရွှေနဲ့ပတ်သက်လို့တက်ဖို့ကဘာအကြောင်းနောက်ထပ်တစ်ခုရှိသေးလဲဆိုတော့ကျွန်တော်ဒါဒီဒီ news เนี่ยအရေးကြီးတယ်เนาะဟိုနည်းနည်းသိထားဖို့လိုတယ်ပြီးခဲ့တဲ့နှစ်ပတ်က last 2 weeks ပေါ့เนาะ last 2 weeks friday မှာကျွန်တော် employment rate တစ်ခုထွက်သွားတယ် employment rate ကဒီကောင်ဘာကိုပြလဲဆိုတော့ဒီ US ကဒီအလုပ်လက်မဲ့နှုန်းပေါ့เนาะဟိုပြတယ် ဒီကျွန်တော်တို့ဒီ2024လောက်ကနေပြီးဒါ2023မှာ unemployment rate ကလုံးဝဟို bottom ဖြစ်သွားတယ်ပြီးတော့အဲ့ကနေပြီးတော့2024မှာနည်းနည်းပြန်တက်တယ်ပြီးတော့အခုတလားအခုလည်းနည်းနည်းပြန်တက်လာတဲ့အထားမှရှိတယ်အဲ့တော့ဒီ unemployment rate ကပြန်တက်လာတယ်ဆိုရင်အာစီဝိုင်းရရเนาะအဆင်မပြေဘူးဆိုတဲ့သဘောကိုဖော်ဆောင်တယ်အဲ့ဒီတော့အဲ့လိုမျိုးစီဝိုင်းအဆင်မပြေဘူးဆိုရဲကြရင်အာရွှေတို့ဘာလို့အပေါ်တက်တက်တယ်โอเคအဲ့တော့ဒီမှာကျွန်တော်မှ information တစ်ခုရှိတယ်ဟို rate က နော် rate က hold တို့ cut တို့လို့ hold လို့ရင်လို့မလို့ရင် cut လို့ရင်ရွှေဈေးတက်တက်တယ်နောက်တစ်ခုက um နောက်တစ်ခုကဒီ unemployment rate ပေါ့နော်အလုပ်လက်မဲ့နှုန်းများတယ်ဆိုရင်လည်းရွှေဈေးကတက်တက်တယ် okay အဲ့တော့ဒီဒီအကြောင်းအရာနှစ်ခုကိုကြည့်ချင်းအားဖြင့်ရွှေဈေးအခုလောဆယ်တက်နေတာတော့တိတ်အောင်ဟောစရာမရှိဘူးလို့ကျွန်တော်ထင်ပါတယ် okay ကျွန်တော်ပြီးတော့လည်းရွှေဈေးအကြောင်းနဲ့ detail နဲ့တောင်းမယ်เนาะအဲအဲ့ဒီဒီအဲ့ဒီ information ကြောင့်အခုရွှေဈေးတွေကတက်နေတာဖြစ်တယ် okay ဲ့တော့ကျွန်တော်အခု technical ကိုသွားလိုက်အောင်ဗျာနော် technical ကကျွန်တော်တို့ um ကျွန်တော်ဘယ်ဘက်နဲ့ညာဘက်တစ်ချက်အာကျွန်တော်ချနေပြခြင်းနဲ့ um okay အာအဲ့လိုဆိုရင်ဘယ်ဘက်ကကျွန်တော်တို့ဟာ CF future ဖြစ်ပါတယ်ညာဘက်က CFD ဖြစ်ပါတယ် okay ညာဘက်က CFD ဖြစ်ပါတယ် okay ဒီကောင်ဒီကောင်ဆိုရင်အခုလောလောဆယ်ကကျွန်တော်တို့ဒီ um british ဖောင်ကဈေးတက်နေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ် okay အခုလောလောဆယ် british ဖောင်ဈေးတက်နေလို့ပြောလို့ရရပြီမြေဒီကောင်အခုလောလောဆယ်ကဘာဖြစ်နေလဲဆိုဒီကောင်ဒီ resistant နားမှာတွားပြီးကတ်နေတဲ့အချိန်ဖြစ်နေပြီ okay အဲ့ဒီတော့ကျွန်တော်ကတော့ပြောချင်တာဟိုတက်မယ်ဆိုလဲဒီကောင်ဒီလောလောထိတော့ test တက်ဖို့ဖြစ်နိုင်သေးတယ်ဒါပေမဲ့နည်းနည်းတော့တည်ထားဖို့လိုလာပြီလို့ကျွန်တော်ထင်တယ် okay အာ ID တော့ဒီဒီအခုလောစအခုမှဝယ်မယ်ကြောင်းအခုမှဝယ်မယ်လို့စေကူးရတယ်ဆိုရင်တော့နည်းနည်းလေးသတိထားပါအကယ်၍1.305ပေါ့နော်အဲ့လောက်ထိဆက်တက်သွားမယ်ဆိုရင်အဲ့လောက်မှအကြောင်းပေါ့အမျက်ယူသင့်တယ်လို့ကျွန်တော်မြင်တယ် Okay short လုပ်ခဲ့တယ်ဆိုရင်လည်းကျွန်တော်တို့ဘာလုပ်ဖို့လိုလဲဆို short လုပ်ဖို့ကတော့ကျွန်တော်တို့အရင်အားမပေးသေးဘူးဘာလို့လဲဆိုတော့ဒီအာကျွန်တော်ဒီအခုလောစ bearish candle ပေါ့နော် black red color candle အခုဒီနေ့တောင်မှမသေးရသေးဘူးအဲ့တော့ ဟိုအ ਨੇ ဆုံးနောက်နောက်နေ့မနေ့အထိတော့စောင့်တင်တယ်လို့ကျွန်တော်ထင်တယ်ကြောက်ဟိုဟိုဘောနော်ရောင်းကျင်တယ်ဆိုရင် okay အဲ့တော့ဟိုနည်းနည်းတော့ top top နည်းနည်းလေးကတ်လာပြီ all right swing level ဘောနော် top လေးတော့နည်းနည်းကတ်လာပြီအာ3ထားဖို့တော့လိုတယ် overall တော့ stay ကျွန်တော်ကတော့ဟိုပါဘောအာရောင်းဖို့တော့အရင်နည်းနည်းစောသေးတယ်လို့ကျွန်တော်မြင်တယ် okay all right အဲ့ဒါ british pound ဖြစ်ပါတယ်နောက်တစ်ခုက euro euro လည်းတိတ်မကွာဘူးထုံးနေလကောင်းမယ် Okay. ဒီလိုလည်းသိမကောက်ထုံးလေးလောက်အောင်မယ်။ Okay. အဲ you know that them got thrown လကောင်းမဲ့ဒီကောင်းနေဒီကောင်းနေဟိုဒီဒီလောက်လောက်ပေါ့နော်ဒီဒီ resistant နေနောက်မှာကတ်နေတဲ့အတွက် closer ဒီကောင်းနေ swing ဖြစ်နေတဲ့သဘောဖြစ်ပါတယ်အဲ့ဒီတော့ဟို3တော့ထားပါဒါပေမဲ့ကိုကရောင်းတင်သလားဆိုရင်တော့ကျွန်တော်ကအနည်းဆုံးဒီနေ့အထိတော့စောင့်တင်တယ်လို့ထင်တယ်ဒီနေ့ candle အပြီးပေါ့နော်ဘာလို့ဆိုဒီနေ့ကလည်းအရေးကြီးတဲ့နေ့ဖြစ်ပါတယ်အကယ်၍များကိုကရောင်းကျင်နေဆိုရင်ဒီနေ့ candle ကလုံးဝဒီလိုမျိုးဟို red color candle ကြီးဆိုရင်တော့အော် okay နောက် နေ့မနေ့မှာကိုနည်းနည်းရောင်းဖို့ပို့ပြီးတော့ဟိုပို့ပြီးတော့ အာကိုတက်ပိုပြီး chance ရှိတယ်โอเคအကယ်၍များအခုဒီကောင်က red color candle ဆိုပြီးကိုကကိုကရောင်းလိုက်တယ်โอเคအကယ်၍ကျွန်တော်နှစ်နာရီမှ news အခု news လာတဲ့အတွက်ဒီကောင်လုံးဝပြန်ထက်သွားရင်ကိုကအဲဒီ red candle ရပြောက်သွားလိမ့်မယ်โอเคအဲ့တော့ဒီအခုလောလောဆယ်အနီရောင်ကိုကအတီယူလို့မရသေးပါဘူးโอเคအဲ့တော့ကျွန်တော် trend အရပြောမယ်ဆိုတော့ကိုကဒီလိုလိုเนาะကျွန်တော်ဒီဟိုခေါ်တာပေါ့ lower high lower high sorry higher high higher low တွေဖြစ်တဲ့အတွက် sorry higher low တွေဖြစ်တဲ့အတွက် market က up trend လို့ကျွန်တော်ပြောလို့ပြောလို့ရပါသေးတယ်โอเคအဲ့တော့ကျွန်တော်တို့ bearish ကိုအရင်သိအာမပေးဘူးဒီမှာ bearish ဆိုအရောင်းကိုပြောတာเนาะโอเค aussie okay aussie လဲ aussie လဲ tony လကောင်းမယ်ဒါပေမဲ့ aussie ကအခုလောလောဆယ်ဒီကောင်ကဒီမှာ price action ဒီမှာ support တော့နည်းနည်းထိနေလို့ကျွန်တော်မြင်တယ်โอเคကျွန်တော်အမြင်ကတော့ကျွန်တော်အမြင်ကတော့ဒီကောင်အာဆင်းသွားမယ်ဆိုလဲဒီလောက်လောက်ထိပေါ့နော်ဒီကောင်က swing level ခေါ်တာပေါ့နော်ဒီလောက်ထိတော့ဆင်းနိုင်တယ်ဒီအဲ့လောက်ထိတော့ကျွန်တော်ထင်တာဆင်းနိုင်မယ်လို့ကျွန်တော်မြင်တယ် โอเคကျွန်တော်ပြီးရင်ကျွန်တော် recommend လေးတချို့တချို့အားလေးပေးမယ်เนาะအာ Aussie ကတော့ not bad all right um ဒီတုံးကတော့ကျွန်တော်ဒီလောက်ကြီးအာ trade to take မရှိဘူး New Zealand နဲ့ထုံနည်း၎င်းပဲ New Zealand နဲ့ဒီကောင်တွေအရန်ကိုတက်သွားပြီးတော့အခုလောဆယ်ခဏပြန်စင်းတယ်လို့ကျွန်တော်မြင်တယ်အဲ့တော့ New Zealand ကိုဝယ်ခြင်းနဲ့ဆိုရင်ဒီလိုမျိုးအာဒီလိုမျိုး support level တွေမှာစောင့်တင်တယ်လို့ကျွန်တော်မြင်တယ်โอเคအဲ့တော့စင်လာမယ်ဆိုဒီလောက်ထိမှစင်လာပြည်သေးပြီးတော့မှ bullish candle ပေါ်လာပြီးတော့ဝယ်တင်တယ်လို့ကျွန်တော်မြင်တယ်โอเค all right ကျွန်တော်နောက်တစ်ခုအရေးတကြီးတစ်ခုသွားကျင်တာကတော့အရေးတကြီးတစ်ခုသွားကျင်တာကတော့ဒီကောင် Okay ဒီ US dollar US dollar JPY ကဘာတွေအခုလောလောဆယ်ဖြစ်နေလဲဆိုတော့ဒီမှာကျွန်တော်တခုเนาะကျွန်တော်စီ setting ရဆိုရင်ကျွန်တော်တော့ဘာကိုသတိထားမိလဲဆိုတော့ဒီမှာသူကဒီမှာရဲ့က bottoming ဖြစ်ဖို့များတယ် percentage အဖြစ်ဒါပေမဲ့ဟိုเนาะ bottom ဖြစ်တယ်ဆိုဒီမှာ light wave လူတွေရှိတယ်ဗျာ အဲ့တော့သူကဘာလုပ်လိုက်လဲဆိုတော့ဒီကတမင်တကာမတ်ကုတ်ကိုဆက်ဆင်းသွားအောင်ထပ်လုပ်လိုက်တယ်အဲ့တော့ဒီဒီလိုမျိုးဆက်ဆင်းသွားအောင်လုပ်လိုက်ခြင်းအပြင်ဘာလုပ်လိုက်လဲဆိုတော့သူကဒီနားတွေမှာဝယ်ထားတဲ့လူတွေအကုန်လုံးကအာမတ်ကတ်ကကြာတော့မှာပဲဆိုပြီးတော့ဒီကောင်ကဟိုဟိုဘောနော်အရှုံးနဲ့ထွက်လိုက်တယ်ဗျာ stop loss ထိသွားတယ်ပေါ့โอเคပြီးတော့ဒီကောင်ကပြီးလဲပြီးတော့အဲ့အဲ့ဒီ move မှာပဲအာတချို့ market တွေဟာဒီဆင်းနေပြီး stop loss ဒီနော်ဆက်ဆင်းမှုပဲကျွန်တော်လည်းဆိုပြီးလက်ရောင်းတဲ့လူတွေရှိတယ်အဲ့တော့ရောင်းထားတဲ့လူတွေကလည်းဘာဖြစ်လဲဆိုတော့ ီးရပြီးတော့တရက်နှစ်ရက်လည်းလည်းကြာအခုကပြန်တက်သွားပြီတွေ့လားအဲ့တော့အခုလောဆယ်ဒီ net အဖြစ်ဘာဖြစ်သွားပြီလဲဆိုတော့ဒီနားမှာဝယ်ထားတဲ့လူတွေက stop loss ဖြစ်သွားပြီပြီးတော့ဒီနားမှာရောင်းထားတဲ့ဆင်းနေပြီဆိုတဲ့အတွက်ရောင်းထားတဲ့လူတွေကအခုလောလောဆယ် market ထဲမှာဒီကောင်တွေက trap ဖြစ်နေပြီ trap ဆိုတဲ့ဘောကအာသူတို့အမျက်မရဘောနော်သူတို့ market ကတက်လေလေသူတို့ကရှုံးနေလေဖြစ်နေပြီအဲ့တော့ဘလို့ဖြစ်လိမ့်ရှိလဲဆိုတော့ဒီနားမှာခုနစင်းနေပြီဆိုပြီးလက်ရောင်းတဲ့လူတွေက stop loss ကများသောအားဖြင့်ဒီနားမှာထားဖို့များတယ်ကျွန်တော်ပြောရမယ်ဆိုရင်အာ151 အာ15.5ပေါ့နော်ဒီ region လောက်မှာ stop loss ထားလိုက်မယ်လို့ကျွန်တော်မြင်တယ်အဲ့တော့ဒီမှာ trap ဖြစ်နေတဲ့ရောင်းအရောင်းအရောင်းသမားတွေကိုကျွန်တော်ထင်တာ market ကဒီလောက်ထိတော့အနည်းဆုံးလေးတက်သွားပြီးတော့အာဒီအနည်းဆုံးတော့ stop hunt လုပ်မယ်လို့ကျွန်တော်မြင်တယ် okay အဲ့တော့ US dollar JPY ကတော့ကျွန်တော်မှာ personally ကျွန်တော်မှာလဲ position ရှိပါတယ် long position เนาะကျွန်တော်အမြင်ကတော့ဒီကောင်ဒီကိုသွားဖို့ရခိုင်နှုန်းတော်တော်များတယ်လို့ကျွန်တော်ထင်တယ် okay အဲ့တော့တခြားဟို setting တွေတခြားဖဲတွေလဲဆိုင်ရင် ဒီကောင်လေးကတော်တော်အလားအလာရှိတယ်လို့ကျွန်တော်ထင်တယ်။ Okay US dollar JPY တက်ဖို့ကျွန်တော်ထင်တော်တော်အလားအလာလို့ရှိတယ်လို့ထင်တယ်။အာဟိုအပေါ်လေးတန်တာမတက်တာတော့ဒါနောက်နောက်ပြီးတော့မှကျွန်တော်စကားဆက်ပြောတာပေါ့ဗျာနော်။အခုလောလောဆယ်ကတော့ဒီလောလောထိတော့သွားမယ်လို့ကျွန်တော်ထင်တယ်။အာနောက်ကျွန်တော်151 to 151.5ပေါ့နော်ဒီ region လောက်မှာကိုယ့်ရဲ့ဟိုဝယ်ထားတယ်ဆိုရင်အာ TP ကိုအဲ့လောက်လောက်မှာဟို set လုပ်လို့ရမယ်လို့ကျွန်တော်ထင်တယ် Okay so market က US dollar JPY ကို quite favorable လို့အာကျွန်တော်မြင်တယ် of course အမားလဲမားနိုင်တယ်ဒါပေမဲ့ဟိုအခုလောလောဆယ်အရာတော့ဒီကောင်ကဖြစ်နိုင်ကြရခိုင်လို့နေများတယ် okay ကျွန်တော်နောက်တစ်ခု share ကိုသွားလိုက်အောင် share ကကျွန်တော်ပြီးခဲ့တဲ့တရက်နေ့ကလည်းပြောပါရယ်အ share တက်မယ်လို့ကျွန်တော်ပြောတယ်เนาะကျွန်တော်ကျွန်တော်ဒီကျွန်တော်ဒီမြန်မာလို live လွှင့်တာကျွန်တော်ထင်တာမေးပြီးလိုက်အာလွန်ခဲ့2လ3လလောက်တော့ကျွန်တော်ရွှေစည်းတက်မယ်လို့ကျွန်တော်ပြောပြောနေတာ ဖြစ်တယ်အဲ့တော့ရွှေစည်းကတော့တက်အောင်ပါလို့ကျွန်တော်မြင်တယ် okay um id တော့ အခုလောလောဆယ်ကတော့ဒီကျွန်တော်ဒီဟွာပေါ့နော်အရန်အာဟိုဟွာပေါ့အရန်တက်ထားတဲ့အတွက် pull back လောက်တော့ဖြစ်ညင်လဲဖြစ်လောက်နိုင်တယ်ဒါပေမဲ့ကိုက long term အနေနဲ့တော့ဝယ်ထားသင့်တယ်လို့ကျွန်တော်မြင်တယ်โอเคကျွန်တော်ခုနပြပြပြီเนาะကျွန်တော်ဒီ unemployment rate ကရာခိုင်နှုန်း unemployment ဆိုတာ US ကအလုံးလက်မဲ့နှုန်းเนาะအဲ့ကောင်တက်လေလေအဲ့ကောင်ဟိုတစ်ချက် ကြည့်ရမယ်အဲဒုတိယတစ်ချက်ကကျွန်တော်တို့ဒီ rate cut ကိုကြည့်ရမယ်။ Okay ဒီနေ့ rate ပေါ့နော် rate က အခုလောဆယ်တော့ hold ဖြစ်မှာပေါ့နော် rate ကို cut ကိုလုတ်လေလေဒီကောင်နဲ့ကျွန်တော်ထင်တာအဲ့နှစ်ခုအကြောင်းအကြောင်းညီတယ်ဆိုရင် go ကရွှေရဆက်တက်ဖို့ပဲရှိတယ် okay ကျွန်တော်နောက်ထပ်တစ်ခုပြောဖို့မိသွားတယ်ဒီနေ့ညကကျွန်တော်တို့ဒီ fed fund rate တွေမဟုတ်ဘူးအာပြောရမယ်ဆိုရင်ဒီ fed fund rate 4.5%ဆိုတော့ကျွန်တော်ထင်တာလူတိုင်းကသိနေပြီ okay fed fund rate အာ4.5ဆိုတော့လူတိုင်းကသိနေပြီသူတို့ကဘာကိုသိကျင်တာလဲဆိုတော့ဒီ projection နဲ့ statement ကိုသိကျင်တာ okay အဲ့တော့ အာဒီ rate ထက်ဆိုင်ရင်ဒီ projection ကို statement တော့ပို့ပြီးတော့အာတာသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲ့ကြောင့်ဒီနေ့ညကအရင်ရေးကြည့်တယ်လို့ကျွန်တော်ပြောချင်တာပါ okay fair friend rate တိမဟုတ်ဘူး project projection နဲ့ statement လည်းတို့တို့တို့ထပ်မှာဖြစ်ပါတယ် okay အဲ့တော့ share ဒီလိုနောက်တစ်ခုကတော့ goal လဲအာဒီလိုပါပဲ all right နောက်တစ်ခု saver လဲဒီလိုပါပဲကျွန်တော်က saver လဲရွှေနဲ့အတူ tap လိမ့်မယ်လို့ကျွန်တော်မြင်တယ် okay ဟုတ်ပြီအဲ့တော့ရွှေနဲ့ရွှေနဲ့ငွေနဲ့ကတော့ set up ဖို့ပဲရှိတဲ့အတွက်ကိုကတော့ဟိုပါဘောနော်အာ ို timing တော့နည်းနည်းလိုရမယ်အမ် you know timing တော့နည်းနည်းလိုရမယ်ဟိုကိုကတော့သတိထားမော်လေကျွန်တော်ဆိုဥပမာဒီနေ့ဆိုရင်ကျွန်တော်နေကင်းတော့ဆိုရင်ဟာဟိုနည်းနည်းများဟို stop hand များဖြစ်မလားဆိုကျွန်တော်ရွှေကိုတော့သွား short လိုက်သေးတယ်ဒါကိုကိုကိုနဲ့ကရွှေတက်မယ်လို့ပြောထားပြီးတော့ကိုကဆင်းမယ်ထင်လို့နော်သွား short လိုက်တယ်ဟို because never follow the plan ပေါ့ဗျာနော်အဟိုဘယ်လိုခေါ်မလဲအခုချက်ချင်းချက်ချင်းပဲတခါရွှေစည်းပြန်တက်တော့ okay အဲ့တော့ တခုရှိတာတော့ကျွန်တော်တို့ဒီကိုက trade တခုလုံးလိုက်လို့ okay trade ရောင်းဒီပဲဖြစ်သေးဝယ်ဒီပဲဖြစ်သေး trade တခုလုံးလိုက်လို့ကိုယ့်ရဲ့ position ကအမျက်မဖြစ်မနေဘူးဆိုဥပမာမျိုးကိုကဝယ်လိုက်တယ်ဗျာနော်ဈေးဈေးကျသွားတယ်အာအဲ့ဒီတော့ကျွန်တော်တို့ရဲ့ဒီ psychology အရာကျွန်တော်တို့ကဈေးကိုဟိုနည်းနည်းသမီးနည်းအောင်ဖြစ်စေခြင်းအတွက်မလုပ်လို့ဆိုတော့ကိုကလိုက်လိုက်ပြီးဝယ်ရောကျလေးလေးလိုက်လိုက်ပြီးဝယ်လေးလေးအဲ့တော့တဘော market ကိုလိုက်ဖိုက်တဲ့တဘောမှာရှိတယ် အဲ့တော့ကြာလေးလေးဝယ်လေးကြာလေးလေးဝယ်လေးဖြစ်သွားပြီးတော့နောက်ဆုံးကျတော့ကိုယ်မဝယ်ဖို့အာမာဂျင်ကမရှိတော့ဘူးနော်အဲ့ကျတော့ကွာကိုယ်ရှုံးနဲ့ရှုံးကဟိုအမောင်းကြီးအများကြီးဖြစ်တော့ဒါကတော့ကျကျွန်တော်တို့ trading trading နဲ့မဆိုင်ပါဘူး trading psychology နဲ့ဆိုင်ပါတယ်အဲ့တော့အချင်းတစ်ခုပေါ့နော်အချင်းတစ်ခုကျွန်တော်အကြံပေးချင်တာကတော့ကိုရောင်းသည်ဖြစ်စေဝယ်သည်ဖြစ်ဖြစ်နော်ကိုသွားကျင်တဲ့ direction ကိုသွားနေတာမဟုတ်ဘူးဆိုရင်တကယ်လို့ကျွန်တော်ဥပမာပြောကြည့်ဆိုရင်ကိုဝယ်ထားတယ်ဗျာနော်အမ် အာမာကတ်ကတက်သွားတွေ့ရဆိုတက်မယ်ထင်လို့ပေါ့နော်ဝက်တက်မယ်အစားစင်းသွားတယ်ဆိုရင်နော်စင်းသွားတယ်ဆိုရင်အာ stop loss ကလည်းမထိသေးဘူးပေါ့ဗျာနော်အဲ့ကြရင်ကိုကဖြစ်နိုင်ရင်လုံးဝထပ်ပြီးမဝဲပါနဲ့ okay အဲ့ဒီ position ပြန်ပြီးတော့ကိုဝဲတဲ့ percent ကိုဝဲတဲ့ level ကိုပြန်ပြီးတက်လာပြီးတော့မှနော်အမြင့်ဖြစ်လာပြီးတော့မှနောက်ထပ်ဟာကိုစဉ်းစားပါ okay မြားသွားပြင်ကိုကျွန်တော်ဟိုတဘာဝအရာပေါ့နော်ကိုရှုံးနေတော့လိုက်ပြီးတော့အထက်လောင်းတာအဲ့ပြဿနာပါ okay အဲကျွန်တော်တို့ဒါအာ trader တိုင်းသတိထားမယ်ဒါကျွန်တော်တို့ဒီ psychological mistake ပါ okay ဘာလို့ဆိုကျွန်တော်တို့အမြဲတမ်းဟိုကိုဟိုဝယ်တိုင်းတက်မယ်ရောင်းတိုင်းကျမယ်လို့ကိုဘလူးမှမပြောနိုင် okay အဲဒါမှအဲ့လိုမျိုးဖြစ်လာခဲ့တယ်ဆိုရင်အဲ့ဒီ practice လေးကိုလုပ်ဖို့လိုပါတယ်ကိုကိုရဲ့ position က not doing well ဆိုရင်ထပ်ပြီးတော့ position ကို add လုပ်ဖို့မစဉ်းစားပါနဲ့ okay okay အဲ့လိုဆိုရင်ကျွန်တော်ရွှေကိုသွားပြီးပြီ okay ကျွန်တော်တို့တစ်ခုကကျွန်တော်တို့ဟောင်ကောင်ကိုကျွန်တော်တစ်ချက်သွားကြည့်ခြင်းတယ် Okay ဟောင်ကောင်ကတော့ကျွန်တော်အမြင်ကတော့အာဒီကောင်ဈေးတက်နေတယ်လို့ကျွန်တော်မြင်တယ်ဈေးတက်လိမ့်မယ်လို့ကျွန်တော်မြင်တယ်ကျွန်တော်ဟောင်ကောင်လည်း bullish ဖြစ်တာကျွန်တော်အာဟိုပါ bullish ဖြစ်တာတော်တော်ကြာပါပြီကျွန်တော်ကျွန်တော်ဗီဒီယိုကြီးလိုက်ဟောင်ကောင်ပြောလိုက်တယ်ကျွန်တော်ဒီနာ bullish အကြောင်းပဲကျွန်တော်ပြောနေတာ Okay အဲ့ဒီတော့ဟောင်ကောင်ဘာဖြစ်နေလဲဆိုတော့ကျွန်တော်တခုပြမယ်နော်ဟောင်ကောင်ဘာဖြစ်နေလဲဆိုတော့ဒီကျွန်တော် recently ဒီ level ကျွန်တော်တခုပြရတာဟောင်ကောင်ရဲ့ဒါ sorry ဟောင်ကောင် China ရဲ့ liquidity level ပါ โอเคကျွန်တော်တို့ပြီးခဲ့တဲ့တပတ်ကဒီကောင်ဒီ range ရှက်မှာနေတယ်ပြီးခဲ့တဲ့တပတ်အာကျွန်တော်ထင်တယ်ကြာကြာ3တောက်ကြာလောက်ကနေစပြီးဒီကောင်လုံးဝ break out ဖြစ်သွားပါတယ်အဲ့ဒီတဲကဟောင်ကောင်ဆက်ပြီးတက်ဖို့ရှိတယ်ဆိုတော့ကျွန်တော်သဘောပေါက်လိုက်တယ်အဲ့ဒီတဲကဟောင်ကောင်ဆက်ပြီးတက်နေတာပါအဲ့ဒီတော့ကျွန်တော်တို့ရှေ့ဆက်ပြီးဟောင်ကောင်ဈေးတက်ဖို့ကဒီကောင်ကြည့်ဖို့နည်းနည်းလိုတယ် all right ဒီကျွန်တော်တို့ level ဆက်ပြီးတက်လာလေလေကျွန်တော်ဒီဟောင်ကောင်နဲ့ China market ပေါ့နော်ဒီကောင်ဆိုဟောင်ကောင် stock index ကတက်ဖို့ကျွန်တော်ဒီကရာခိုင်နှုန်းပုံများပါတယ် โอเคအဲ့တော့ဟောင်ကောင်တော့အရန်ကြမယ်လို့ကျွန်တော်မထင်ဘူးအကဲ၍ဒီကောင်ကြီးစင်းသွားရင်တော့ကျွန်တော်နောက်တစ်မျိုးပြောအောင်ပါဗောဗျာเนาะအခုလောလောဆယ်ကတော့ဆက်တက်လေးလေးဟောင်ကောင်လည်းဆက်တက်လေးလေးလို့ကျွန်တော်မြင်တယ်โอเค all right ကျွန်တော်နောက်ဆုံးတစ်ခုသွားကျင်တာတော့အာ bitcoin မှာโอเค bitcoin ကခဏเนาะကျွန်တော်တစ်ချက် bitcoin ကအာ Bitcoin ကဒီကောင်တွေကဘာဖြစ်နေလဲဆိုတော့ Bitcoin ကအခုလောလောဆယ်ကဒီကောင်တွေရဲ့ market cap ကအခုလောလောဆယ်ဘာဖြစ်နေလဲဆိုတော့ဒီကောင်လုံးဝဒါတောင်မှကျွန်တော် update လုပ်တော့တော့ညက်တိဖြစ်သွားရောโอเค Bitcoin ကဘာဖြစ်နေလဲဆိုတော့ကျွန်တော်ဒီ stable coin တွေလုံးဝလုံးဝမှာတွေ့ရတိုင်းပဲ all time high stable coin တွေလုံးဝဒီကောင်တွေကအာဟို market ထဲမှာဟိုပေါ့နော် market ထဲကို pump လုပ်နေတာအဲ့ဒီတော့ဒီ market ထဲကိုဒီကောင်တွေလုံးဝ pump လုပ်နေတဲ့ဆိုတဲ့ဘောက Bitcoin ကိုအကြအတိုင်းဒီကောင်တွေ pump လုပ်နေတယ်တနည်းနည်းတော့ဗျာတခုတော့ပြဿနာတက်လိမ့်မယ် ဒါပေမဲ့အခုလောလောဆယ်တော့ဒီလိုမျိုး stable coin တွေ pump လုပ်လေလေ bitcoin ဟိုဝယ်နိုင်တဲ့အားတွေပိုများလာလေလေဆိုတဲ့သဘောမှရှိတယ်။ Okay အဲ့တော့ဒီကောင်တိတ်မစင်းမချင်း bitcoin ကတော့ကျွန်တော်ထင်တာအရင်100%အများကြီးကျနိုင်မယ်လို့ကျွန်တော်တိတ်အရင်မထင်ဘူး။ okay ဒီနေ့နေ့တော့ကျွန်တော်ပြဿနာတက်လိုက်မယ်ဘာလို့ဒီဒီပတ်စံတွေကတကယ်ရောရှိရလားဒီဒါတဲ့ USDT တို့ USDC တို့ရဲ့အာ market cap တွေเนาะဒီပတ်စံတွေကတကယ်ရှိရလားဒါတနေ့နေ့တော့ကျွန်တော်ပြဿနာတက်လိုက်မယ် โอเคဒါပေမဲ့အခုလောလောဆယ်အရာတော့ဒီ bitcoin ရဒီကောင်တွေအာဒီ market cap ကြီးရတက်လေလေ bitcoin ရ supported ဖြစ်လေလေလို့ကျွန်တော်တို့ပြောလို့ရတယ်โอเคအဲ့တော့ bitcoin ကတော့ကျွန်တော်အမြင်ကတော့အာပြောပြောရမယ်ဆိုရင်အနည်းနဲ့အနည်းနဲ့အများတော့ bottoming ဖြစ်သွားပြီလို့တော့ကျွန်တော်ထင်တယ်โอเคအာတခုတော့ရှိတယ်အာသူတို့ဥပမာပြင်ပြကျွန်တော်တို့ပြန်ပြီး retest တွေပါတော့ရှိမှာပါဗျာเนาะချက်ချင်းတက်မယ်လို့ကျွန်တော်မပြောဘူးလေဟုတ်တယ်မလားအဲ့လိုတော့ရှိဖို့များတယ်ဒါပေမဲ့အရင်ထက်ဆင်းမယ်လို့တော့ကျွန်တော်သိမထင်တော့ဘူးโอเคအဲ့တော့ ကျွန်တော်ဒီမှာလလောစီရတော့ခုလောစီရတော့ကျွန်တော် price session ရတော့မပြသေးဘူးဒီကောင်နဲ့လုံးဝ site way ကိုသွားနေတယ်အာဥပမာဖြင့်ဒီကောင်ဆိုရင်သူကလုံးဝ market ကြီးညင်းနေတာအရင်လည်းမရောင်းရောင်းတဲ့ရောင်းတဲ့အားတွေလည်းယော့သွားပြီဝယ်တဲ့အားတွေလည်းယော့သွားပြီတွေ့လားအဲ့တော့ market ကြီးလုံးဝညင်းနေတဲ့အထားမှာရှိအဲ့ကြောင့် market ကလည်းတကယ် range တဲမှာကိုနေနေတာတနေ့တနေ့ဗျာဥဟိုဟာဒီကောင်နဲ့သူကအပေါ်အောက်က3000တောင်မရှိဘူးတချို့အားနေတယ်ဆိုဥပမာဖြင့်ဒီလိုဒီလိုမျိုးနေမျိုးဆို အပေါ်အောက်ကဟွာလောက်ရှိရ8000လောက်ရှိရဒီ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  level အခုဒီကောင်တော့တဝက်ပဲရှိတယ်အဲ့တော့ market ကနောက်ထပ်เนาะ big leg အခုဒီကောင်နေအာ ranging လုပ်နေလို့ကျွန်တော်မြင်နေ Okay အဲ့တော့နောက်ထပ် big leg ကတော့ upside ဖြစ်ဖို့များတယ်လို့ကျွန်တော်ထင်တယ်အဲ့တော့အခုလောလောဆယ်တော့နည်းနည်း patient ဖြစ်ရမယ်အဲဒီကောင်တွေ ranging လုပ်နေတဲ့အတိုင်းပဲခုနပြောသလိုကျွန်တော်ဒီအာ where 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 နှောင်းလည်းနေသွားပြီးရောင်းတဲ့နှောင်းလည်းနေသွားပြီးပြီးတော့ အဝယ်ရောင်းလုပ်တဲ့ participation နှုန်းကလည်းနည်းသွားပြီနော်ဒါဆို OI ဆိုတာဘလောက်မြင်းများဝယ်လားနည်းနည်းဝယ်လားဆိုတာဒါကိုတိုင်းတဲ့ဟာအဲ့တော့ Bitcoin တော့ကျွန်တော်အမြင်ကတော့အာ sideway ကိုသွားနေတယ်အာတက်အကျတော့အရင်သိချမ်းမယ်လို့ကျွန်တော်မထင်တော့ဘူးအာကျွန်တော်ထင်ရတော့ဒီကောင်လေး sideway ကိုကောင်းကောင်းတော်တော်ကြာကြာလေးသွားအောင်မယ်လို့ကျွန်တော်ထင်တယ် maybe ဒီကောင်လေး do one more retest ပြီးတော့ဒီကောင်လေးဒီလိုသွားဖို့ရှိဖို့များတယ် okay ဲ့တော့ bitcoin နဲ့ crypto trade လုပ်ရင်ဟိုပါဘောเนาะအနည်းနဲ့အများတော့တီးခန့်တီးခန့်တင်တယ်အရင်တော့လိုမျိုးတနေ့တည်းနဲ့အများကြီး move လုပ်ဖို့ကတော့နည်းနည်းလေးရှားသွားပြီโอเคအဲ့တော့ bitcoin ကကျွန်တော်အဲ့လိုမြင်တယ်နောက်တစ်ခုကတော့ crypto နဲ့ပတ်သက်ရင်ဒီကောင်လေးကိုကျွန်တော်ကြံထပ်ပေးခြင်းနဲ့ကျွန်တော်ဒီကောင်ဆိုရင်ဒါဆိုရင်ဒါအာကျွန်တော်ဒီကောင်လေးကိုသွားလိုက်ပြီးတော့ကျွန်တော်ဒီကောင်ကိုသွားလိုက်ပြီးဒီမှာဟိုရှိတယ် tick 1 hour ဆိုရှိတယ် tick 1 hour တို့နှိပ်လိုက်ရင်ကျွန်တော်ဒီမှာပေါ်လာတယ်ပြီးတော့ကျွန်တော်တို့ဘာလုပ်ရလဲဆိုရင်ဒီကောင်ကိုဒီကောင်အဲ့လိုမျိုးဟိုပါဘောနော်ဟို arrange လုပ်လိုက်ရင် ဒီတဏ္ဍာရီအတွင်းမှာเนาะတဏ္ဍာရီအတွင်းမှာဒီဘဲဖဲတွေကဟိုပါဘောเนาะအလုတ်အရန်လုတ်နေရဲဆိုတော့အရန်ဟိုပါဘောเนาะ highlight ဖြစ်နေဆိုတော့ကြည့်လို့ရတယ်ဥပမာအဖြစ်ဒါကျွန်တော်ဥပမာအဖြစ်ပြောကြည့်ဆိုရင်ကျွန်တော်ဒီမှာဗျာအာ ethereum ရှိတယ် okay ethereum ဆိုတာလွန်ခဲ့တဲ့အာတဏ္ဍာရီမှာကောင်းတဲ့အရန်ကိုဟိုပါเนาะ one of the main highlight ဖြစ်တဲ့ဒီကော number 1ကိုပေါ်လာပြီအဲ့လိုအကြီးကြီးအဖြစ် trader တယောက်အနေနဲ့အော်ငါတို့ဒီ ethereum ကြီးတင်တယ် ethereum trade တင်တယ်လို့ကွာသိသိရတယ်ဘာလို့လဲဆိုတော့ဟို market လုံးဝမ move တဲ့ဟာကိုဘာလို့ trade မလုပ်ပါလဲဟုတ်မှာကိုဝဲဝဲရောင်းရောင်း market က move မဖြစ်ရင်ဘာမှကိုကမျက်လည်းမမြအောင်ရှုံလည်းမရှုံဟုတ်တယ်မလားအဲ ethereum တို့ဘာလို့အဲ့လိုမျိုးပေါ့နော်ဒီဟာတွေကြီးကြပြင်ကိုကအာဟိုဟာပေါ့နော်ဟိုလူတွေစိတ်ဝင်စားတဲ့ coin တွေကိုကို filter လုပ်ဆရာဟိုအတူတူက like ဆရာဆရာမလုပ်ဒီမှာကြည့်လို့ရပြီ okay ဥပမာပြ ethereum ဆိုရင်လွန်ခဲ့တဲ့၈နာရီမှာဒီကောင်နဲ့ oi change ပေါ့နော်ဒီကောင် total volume change က7%တောင်ရှိတယ်ဆိုတော့တဘောက market ထဲမှာ ethereum ကနည်းနည်းလူတွေစိတ်ဝင်စားလာပြီလို့ပြောလို့ရတယ် okay အဲ့တော့ကျွန်တော် ethereum ကိုတစ်ချက်မြင်မြန်လေးသွားလိုက်အောင်မှာဆိုတက်လာဒါဒါကျွန်တော် daily candle เนาะ daily candle ဆိုတာ ether လုံးဝညင်နေရနေလုံးဝထောင်တက်သွားတဲ့သဘောမျိုးအဲ့တော့ဟိုဟောပေါ့เนาะဟို continuation အားဖြင့်ပြောကြည့်ဆိုရင်တော့ຢာဂိုင်းတော့အားဖြင့်ပြောကြည့်ဆိုရင်တော့ attack ကဆက်ပြီးတက်ဖို့ຢာဂိုင်းတော့ပုံများတာပေါ့ဗျာနော်အဲအဲ့လိုမျိုးကိုကကိုရအဲ့ကောင်ဒီကောင်တော့အမြဲတမ်းဟိုပါပေါ့စောင့်ကြည့်နေရပါတော့15မိနစ်တစ်ခေါက်ဖြစ်ဖြစ်ဟိုနိုင်ဝဲတစ်ခေါက်ဖြစ်ဒါလေးကိုအမြဲတမ်းကြည့်နေအဲ့တော့ဒီကောင်အပေါ်နံပါတ်1ဖြစ်လာရင်အဲ့ဖြစ်လာတဲ့ဘဲကိုသွားကြည့်ပါပြီးတော့ကိုရောင်းတဲ့ဝင်းတွေကိုဒါတော့ကိုအဆုံးဖြတ်ပေါ့ဗျာနော်အဲ့ပြောချင်တာဒီဒီမှာနံပါတ်1 2 3ဖြစ်လာရင်အဲဒီ market ဒီအာဒီ ဒီ instrument ကဟိုအရန်လှုပ်နေတယ်ဆိုတဲ့သဘောကိုပြချင်းဖြစ်တယ်။ Okay ကျွန်တော်ညွှန်းချောရမယ်ဆိုရင်ကျွန်တော်ဒီနေ့ညနေဒီနေ့ညပေါ့နော်ကျွန်တော် Federal Fund Rate ကတော့4.5 ဖြစ်ပေါ်များတယ်အာဒါပေမဲ့အရေးကြီးဆုံးကဒီကောင်တွေကဒီ projection မှာ projection နဲ့ statement အရေးကြီးဆုံးဘာလို့ဆိုတော့ projection မှာဒီကောင်တွေက dot plot တို့ဘာလို့ပါတယ် dot plot တို့ဘာလို့အကြီးကြီးအဖြစ်အာကျွန်တော်ရှေ့ဆက်ပြီးတော့အာဒီကောင်တွေ rate ဘယ်လို cut လုပ်မလဲ rate ကအဲ့လိုပါသူရဲ့ဟောပါတော့ဟိုရီမန်ရီမန်ထားတဲ့ rate cut တို့ rate height တို့ဒီကောင်တွေပါလာမှာဖြစ်တဲ့အတွက်ဖြစ်တယ် okay အဲ့တော့ဒီနေ့ညအရေးကြီးတယ်အဲ့တော့ဒီနေ့ည market ကိုတစ်ချက်ကြည့်ကြည့်ပါ okay အာရေဘူးအဖြစ်ပြောမယ်ဆိုရင်တော့ဒီကျွန်တော်တို့ဒီ rate ကအာငိမ့်ငိမ့်မငိမ့်ဆက်စင်းနေပြီးတော့ ဒီ unemployment rate ကဆက်တက်နေသေးရတော့ရွှေကနည်းနည်းများတော့တက်နေဦးမှာပဲโอเคအဲ့တော့ရွှေကတော့အာဒီနှစ်ခုဒီ condition 1နဲ့2เนาะ rate ကငြိမ်ငြိမ်မငြိမ်ကြနောက်တစ်ခုက unemployment rate တက်လေလေရွှေကတော့ကြရွှေကတော့တက်လေလေပဲဒီနှစ်ခုကဒီနှစ်ခုဖြစ်ရင်ရွှေကဈေးတက်ဖို့ပို့ပြီးတော့ပဲရှိတယ်โอเค so i think that's it all right thank you very much for your time okay ကျွန်တော်နဲ့အတူမိနစ်30လောက်အာတူရှိပြည့်အတွက်ကျေးဇူးတင်ပါတယ် Okay, so I wish you all the best, guy. Okay, จนဒီ video အကျွန်တော်ပြီးတော့ YouTube မှာကျွန်တော်တင်ပါမယ်။ Okay, ကျွန်တော်အခုဒီ Facebook ကအကျွန်တော်ရဲ့ analysis ကိုကြိုင်းနေတဲ့ဆိုရင်လည်း like လုပ်ပေးပါ၊ share လုပ်ပေးပါ။ YouTube မှာလည်းကျွန်တော် like လုပ်ပေး၊ share လုပ်ပေးလို့ရပါတယ်။အာ comment လည်းရေးလို့ရပါတယ်။ YouTube မှာသွားပြီး comment လည်းရေးလို့ရပါတယ်။ Okay. So, ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။ Okay, I see you guys again. Bye bye. Thank you.